ဒါကဒီဖူဖရဘတ် historical park ထဲကရှောက်လန်းပေါ့လေကျွန်တော်အကြောင်းဆောင်တစ်ခုသွားနေပြောချင်တာသူတို့ဒီတော်ထဲမှာရှောက်လန်းနေကိုအလုံးကြုံမပြင်ဘူးပေါ့လေပြင်တာတော့ပြင်ထားတယ်ဒါဒီဒီဒါတွေဆိုလို့ရှိရင်ဒါဖို့ထားတာပေါ့လေဟိုချောပြီးတော့မှမချောအောင်လို့ပေါ့ ီလိုကြောက်စရက်လမ်းမြေနီလမ်းလောက်ပဲသူတို့လောက်တယ်ဗောနော်အလွန်ကြုံကြီးတွေမပြင်ကြအောင်အဲ့ဒါလေးတခုပြောချင်လို့ ဒါကြီးရဲ့သူ့ရဲ့ area ပေါ့လေအဲ့ဒီမှာမှကျွန်တော်စိတ်ဝင်စားတာဒီ man made stretcher ပေါ့နော်ဒါ area number 27 number 10ပေါ့နော်အခု24 25 26ဒါကြီးပိတ်ထားတယ်ဆိုတော့အခုကျွန်တော်ရောက်နေတဲ့ဒီနေရာပေါ့အဲ့တော့ number 27လို့လာမှတ်ထားတာကောင်းပါတယ်နာမည်ကနောက်မှပေးထားတာဆိုတော့ အဲပြောရရင်တော့သူကစူပါစုအာရေခဲခက်ပြီးသွားတဲ့အချိန်မှာဒီနေရာတွေကတစ်ချိန်လုံးကပင်လယ်ကမ်းစက်နေရာဒါမှမဟုတ်လည်းပင်လယ်အောက်လည်းဖြစ်ရင်ဖြစ်မှာပေါ့လေတဖြည်းဖြည်းနဲ့ရေမျက်နှာပြင်နှိမ့်သွားတဲ့ခါကျမှပင်လယ်ကမ်းစက်ဖြစ်တာပေါ့ အဲ့တော့ဘာဖြစ်မလဲဆိုတော့ဟိုပင်လယ်ကမ်းစဆိုတော့ရေလိုင်းတိုက်တယ်ရေလိုင်းတိုက်တော့သူ့ရဲ့တဘာဝတိုက်စားမှုခံရတယ်ပေါ့လေအဲ့ဒီမှာတချို့ကြောက်တယ်ဒါဒီလိုပုံစံမျိုးပေါ့နော် natural formation ပေါ့သူ့ရဲ့တဘာဝအတိုင်းတင်ပြီးကြံနေတာမျိုးဖြစ်တာဟုတ်ဒါဆိုလို့ရှိရင်ဒါသူ့ပြတ်သွားတဲ့နေရာပေါ့နော် အဲ့ဒီကနေမှဗမာလူမြန်မာတွေအစိုးဆိုလို့ရှိရင်တော့ကြောက်ကလတ်ဒါမှမဟုတ်ရင်ကြောက်ပါစက်ကြောက်ထီးပေါ့အဲ့လိုပြောမှထင်တယ်အဲ့တော့သူတို့အမိုးကလေးအမိုးလေးတွေဖြစ်လာတယ်ဗောနော်အမိုးလေးတွေဖြစ်လာတဲ့အခါမှာလူတွေကဘာလုပ်မလဲဆိုတော့လုံးဝရေကျသွားတဲ့ချိန်မှာအဲ့လိုတဘာဝအတိုင်းကြံခဲ့တဲ့ကြောက်ကလတ်တွေရဲ့အမိုးဘေးနားမှာဒီလိုမျိုးလူက man made structure ပါနော်လူကပြန်ပြီးတော့ဘေးကနေတိဆောက်ပြီးတော့နေလို့ရတဲ့နေရာလေးပေါ့နော်အမိုးပြီးတော့အကာလေးလောက်တာပေါ့လေဒါကတော့အကောင်းဆုံးဥပမာပါပဲဒီ historical park တစ်ခုလုံးထဲမှာဒါအကောင်းဆုံးဥပမာပါနော်ဒါပေမဲ့ဒီဒီဥစားသူတို့စောက်ထားတာ မူလ original structure မဟုတ်ဘူးဒါနောက်မှစောက်ထားတာဆိုမူလ original structure ထက်သေးတယ်သူကဒီမှာ plain ကုန်လေးရှိတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီကြောက်ဆောင်နဲ့သူကဖြတ်ပြီးတော့ဒီလိုအတည့်ယူလိုက်တာပေါ့နော်အမှန်တော့မဟုတ်မူလ original structure ကဒီထက်ပိုကြီးတယ်အောက်ကဖနက်ခုံလို့ပြောရမှာပေါ့လေမာလို့ပြောရင်တော့ plain ခုံကပိုကြီးတယ် ဟိုးဘက်တောင်းကနေဒီနားတောင်းထိဒီနားကနေမှဒီလိုဝင်ပြီးတော့မှဒီလိုတက်ရမှာပေါ့လေအကြီးပေါ့အရင်တော့ဟာဆိုတော့ဒါသုံးပုံတစ်ပုံလောက်ကတော့ကြံခဲ့တယ်ပေါ့လေအခုလက်ရှိမြင်နေရတာကဒါနောက်မှပြန်ဆောက်ထားတဲ့ဟာမျိုးဒီမူလ original structure ထက်သေးနေတာပေါ့လေအခုလောက်ထားတဲ့နိုင်ငံက အရင်ကပူကြီးတယ်အဲ့ဒါကိုဘယ်လိုသိရမလဲဆိုလိုက်ပြမယ်ဒါဆိုဒါ plain area ပေါ့နော်အမှန်ကဒီ plain area ဟိုဘက်ကနေဆော့ဆော့ပျော်ပြီးသွားတဲ့နေရာပေါ့နော်ဟိုဘက်ထိပ်ကနေဒီနားထိပ်ဒါ plain area အခုကဒါဟိုဘက်မှာသူတေးသွားတာပေါ့နော် ဲ့ဒီမှာဘာကြောင့်မလို့ original နေရာမဟုတ်ဘူးလို့ပြောလဲဆိုတော့နေရာဒီမှာဟိုခြေရလေးရလေးကြံခဲ့တာပေါ့နော်တွေ့လားဟိုထိမ့်ပန်းဖောက်ထားတဲ့စူးသွားရလေးတွေပေါ့နော် တောက်လျှောက်ပေါ့ဟိုထိတ်ကနေတောက်လျှောက်အပေါက်လေး၃ပေါက်ရဲ့အကြီး၃ပေါက်ရဲ့ဒီနားလေးမှတစ်ခုရှိမယ်ဒီနားမှလည်းရှိတယ် ခုဒီမှာရှိတယ်ဒါတော့တိုင်နေရပါတော့နော်အဲ့လောက်လားဆိုတော့မဟုတ်လောက်သေးဘူးဟောဒီမှာတစ်ခုရှိတယ်နော်ဒါလဲဒါတိုင်ဆိုင်ခဲ့တဲ့နေရာမျိုးပါနော်ဒါဆိုရင်ဒါတိုင်ဆိုင်ဖို့ဒါဖက်နှက်ခုံလောက်တာပါနော်ဒီကနေတစ်ဆင့်ဆိုတော့ ဒီလိုသွားမှာ structure မူလ original structure ဒီလိုလာမှာဘယ်ထိလဲဆိုရင်တော့ဒီနားလောက်မှာဆုံးကောင်းဆုံးနိုင်တယ်တမမဟုတ်ရင်ဒီထိလဲသွားနိုင်တယ်အဖြစ်ဖို့များတာတော့ဒီကျင်းမှာဆုံးတာဖြစ်ဖို့များမယ်เนาะဒီကျင်းကနေမှာဒီလိုထောင်ဆွဲလိုက်ရင်ဒီနေရာပေါ့ ပြောရအောင်เนาะဒီလိုနေရာပေါ့เนาะဒီကနေဒီတောင်ထိအဲ့ဒီတောင်အခုလက်ရှိဒီမှာကြောက်တုံးလေးကျန်သေးတယ်အဲ့မျိုးပေါ့သူတို့က तू အဲ့တော့ဘယ်အပိုင်းကတဘာဝမူလ natural formation လဲဘယ်ဥစား man made လဲဆိုတော့ခွဲခြင်းရင်အရန်ကြီးမခက်ပါဘူး man made ဒီ90ဒီဂရီချိုးကြတယ်90ဒီဂရီချိုးရင်ချိုးမချိုးရင် circular shape ပေါ့နော်အဝိုင်းလောက်ကြတယ်လူတွေကအဲတဘာဝကတော့ဝိုင်းကျင်ဝိုင်းသေးတယ်ဒါပေမဲ့တဘာဝမှာ90ဒီဂရီချိုးရဲဆိုတော့မရှိဘူးဆိုတော့ဒီမှာကြည့်ရင်လဲချောက်ကလက်တွေပေါ့လေဒါချောက်ကလက်တွေဖြတ်သွားတာပေါ့ ရေတိုက်စားရတဲ့အောက်မှာကြံခဲ့တဲ့နေရာမျိုးပေါ့အဲ့ဒီအောက်မှာမှ तू ကဟိုရှယ်တာလောက်တာ哦ဆိုတော့ဒီဘက်မှာဆိုပါစို့ဘယ်လန့်မရှိဘူးပေါ့လေဒီ natural formation ဆိုတဲ့သဘောအတိုင်းဖြစ်တဲ့နေရာကိုအဆောက်အဦရှိလို့ရှင်ဥမာဒီဘက်မှာဒီလိုပုံစံမျိုးထုတ်ခဲ့လို့ဟိုဘက်ချမ်းမှာထုတ်မလားဆိုရင်မဟုတ်ဘူးအဲ့လိုထုတ်လို့မရဘူးပေါ့လေ တဘာဝကပေးတလောက်ပဲလောက်ရတာဖြစ်တဲ့အတွက်သူကဟိုခိုးဘက်တစ်ဘက်အချိုးကျတယ်ဆိုတာမရှိဘူးအဲ့ဒီတော့ဟိုဒီဘက်ချမ်းကိုကြည့်ရင်ပလင်ကဒီမှာဆုံးပိုင်ပါတော့။အိုးဘတောင်နိုင်လာတဲ့ပလင်ကဒီမှာဆုံးတယ်။ထပ်ပြီးပါလာတဲ့သဘောမတွေ့အောင်။အဲ့တော့ဒီဘက်မှာရောဒီလို စွက်ချာရီလာမှီဖို့အတွက်ပေါ့နော်တိုင်နေတန်းနေတိုင်နေထူပြီးတော့တန်းနေနဲ့မှီဖို့အတွက်အပေါက်တွေရှိလားဆိုတော့ဒီမှာတော့တွေ့တော့တွေ့တယ်ဟိုအောင်လာလေးမှာတပောက်အပေါ်မှာတပောက်ပေါ့လေဟိုးထိတ်မှာလည်းတပောက်ရှိတယ်အဲ့လိုမျိုးတော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးအောက်မှာအဆောင်ကြီးထုတ်ခဲ့သလားဆိုတာတိတ်မသေးကြဘူးပေါ့သူကတော့ တရက်နေ fencing သဘောမျိုးတစ်ခုခုပြန်ထုတ်တဲ့သဘောတွေ့ရရယ်ဒီလိုပတ်ပြီးပြရမယ်ဆိုရင်တော့ဒါ natural formation ပေါ့နော်ဒါရှည်တိုက်စားထားတဲ့ခြေရလက်ရမျိုးပေါ့ ဒီနေရာတွေကြည့်မယ်ဆိုလို့ရှိရင်တော့ဒါစူးထိုးထားတဲ့စူးရပေါ့နော်ဖဲ့ယူထားတဲ့သဘောတော့တွေ့ရတယ်ဒီနေရာတွေကဒီအစင်းရလေးတွေပေါ့နော်ဒီမှာ line နေဆိုသူဒီဒီညာကမလိုချင်တဲ့အပိုင်းကို man made ပေါ့နော်လူတဘာလူပယောကနဲ့ဒါဖဲထုတ်ပလိုက်တာပေါ့လေ ဒါဆိုလို့ရှိရင်တော့တဘာဝအတိုင်းပဲ natural formation အဲ့တော့ this richer this richer ပြောရင်တော့ရှေးအောင်ဟန်တော့မဟုတ်ဘူးဒါပေမဲ့ဒီ window frame တွေပေါ့လေဒီဟာတွေကတော့ဒီတလုံးဒီတလုံးဒီတလုံးကတော့နောက်ဒီတစ်ဆင်လုံးနှီးပါပါပဲဟိုတောင်းလွယ်လို့ရှင်အဲ့ဒါတော့ အဟောင်းပါပဲဒီတော့ဆော့ဆော့ပြောသလိုဒီအခုမြင်နေရတာနည်းနည်းသေးသွားတဲ့အရာပေါ့လေအရင်ကတော့ဒီဘက်ဒောင်းကနေဟိုဘက်ဒောင်းထိရှိမြေပေါ့အဲ့တော့ဒီဘက်ဒောင်းကအပေါ်ကိုကြည့်လိုက်တော့အပေါ်မှာချောကလက်ရဲ့အမိုးမရှိဘူးပေါ့အဲ့ဒါကြောင့်လဲသူတို့ကဒီ ဒါဒီအဆုံးဖြစ်နိုင်တယ်ဆိုပြီးဒီနေရာကိုมาလာပြီးတော့နိုင်ငံအသက်ဆောက်လိုက်တာပေါ့လေအမှန်တော့ဒီဘက်ချမ်းဒီဟိုအရင်တစ်ခါတော့ဒီအမိုးမှီပြီးတော့มาဟိုတခုခုပေါ့လေတက်တာအဆောက်အဦဖြစ်ကောင်းဖြစ်မယ်ဖြစ်နိုင်တာတော့တက်တာအဆောက်အဦပါပဲအဲ့ဒါကြောင့်ပဲလုံးဝဒီနေရာဒီခြေရလက်ရမကြံမဲနဲ့အခုတော့ဘာမှမရှိဘူးဖြစ်သွားတာပေါ့လေ ဘာရီဂျန်လဲကြည့်အောင်ဘာရီဂျန်လဲဆိုတော့ဒီကြောက်ပြတင်းပေါ့လေကြောက်ဝင်ပေါ့ပေါ့နော်တရားရဲ့ original ပါပဲဒီ chaining ခြေကြော်လဲ original ပါပဲတရုပ်စာတော့မသေးကြဘူးပုံမှန်ဒီအပေါက်တစ်ပေါက်ထဲတွေ့မယ်ဆိုရင်တော့သေးကြတယ်ပေါ့လေဒါတကားတိုင်ဝင်ရိုးဆိုင်ဖို့နေရာပေါ့နော် တမတ်ဒီမှာနှစ်ပေါက်ဖြစ်နေပေါ့ဆိုတော့ဒီအတုံးကမသေးကြဘူးဒါပေမဲ့လို့ဒီဒါဆိုလို့ရှိရင်ဒါကြိုးထိုးထားတာပေါ့လေကြိုးလုံးတော့မဟုတ်ဘူးလေဒီဒီနားတိအာမျက်နှာပြင်တစ်ခုဒီဟာလေးကဖောင်းသွားတယ်ပေါ့လေဖောင်းတယ်ပေါ့ဆိုတော့ဒါဒီ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 အတုံးဒီအဟောင်းဒါလည်းအဟောင်းဒါလည်းအဟောင်း ဒါလည်းအဟောင်းဒါတော့အသက်ဒီကောင်အသက်နော်အဲ့တော့အရင်တော့ကတော့ခြေကျော်တကားတွေရှင်းတယ်တိုင်နှစ်တိုင်ထောင်းတယ်တတိုင်နှစ်တိုင်ထောင်းတယ်ပြီးရင်အပေါ်ကနေအတန်းတန်းပြစ်တင်လိုက်တယ်အတဲ့ပေါင်းကူပေါ့နော် flat ပေါ့အဲ့တော့ဒီသုံးခုမလုပ်ခင်သူတို့ပထမဆုံးစလုပ်တာက ခြေကျော်စထည့်တာဟုတ်နော်ခြေကျော်ခြေကျော်ပြီးတော့ကျော်လိုက်ရင်ဒါနင်းလို့ရတော့တာဟုတ်ဟုတ်ပြီအထဲကိုကြည့်အောင်အထဲကိုကြည့်အောင်ဆိုတော့အထဲကဒီအခုမြင်နေရတဲ့မျက်နှာပြင်တစ်ခုလုံးက အရန်ကို flat ဖြစ်နေတယ်ဗောနောအဲ့တော့အာလူပယောဂနဲ့ချောအောင်တိုက်ယူထားတဲ့သဘောရှိတယ်ဒီနားလေးဆိုလို့ရှိရင်ဒါတေချာစီမံပြီးထည့်ထားတာဗောလေဒါလည်းစီပြီးထည့်ထားတာနောက်ခက်လက်ရဖြစ်မှတနေ second 18 တပတ်ကြည့်အောင်တပတ်ကြာဒီမှာသူ့မူလကြောက်တာပါတယ်ပေါ့နော်ဒါဆိုတော့ remnant ပေါ့သူ့ရဲ့ original အတုံးရဲ့ legend ပေါ့လေအဲ့ဒါကြောင့်သူကဒီမှာဒီနားကနေနိုင်ရန်တိုးလိုက်တာဖြစ်ပုံများတယ်နော်အဲ့တော့ဒီတစ်ခုလုံးကဒါနောက်မှသက်ထည့်ထားတာပါပြန်ပြီးတော့မှန်းစာပြီးတော့တိဆောက်ထားတယ်ပေါ့လေရှင်းနေတိုင်းပဲအဲ client တစ်ခုတွေ့တယ် ဒါကတော့ကလပ်လို့ပြောရမှာဒါကတော့ပလင်းဒါတွေကတော့ရုပ်ပွားတော်တွေခေါင်းတွေကတော့မရှိတော့โอเคအဲဒီပဲ channel လေဒါနောက်ပိုင်းမှပြန်ဆောက်ထားတာပေါ့လေအမိုးတစ်ချက်ချောင်းကြည့်ရအောင် အမိုးကတော့ natural formation ပေါ့နော်သူတဘာဝအတိုင်းပဲကျောက်ကလပ်ပြပြီးကျန်နေတဲ့မိုးပါလေဒီဒီဒါရီအလုံးတော့7 to 9 10နောက်ကြဆုံး11 century ူတို့ပြောတာတော့9 to 11လို့ပြောတယ်9ကနေ17ရာစုပေါ့နော် Okay ပါတိုင်ကိုကြည့်တဲ့အခါမှာစာရေးထားခဲ့တဲ့လက္ခဏာမျိုးမတွေ့အောင်ပေါ့နော်တိုင်ပုံရအောင်ယူတယ်တိုင်ပုံရအောင်ယူတယ်ဒါပေမဲ့စာရေးထားတဲ့ ပုံစံမျိုးမတွေ့အောင်ဒီဘက်ချမ်းမှလည်းမတွေ့ဒီဘက်မှလည်းမတွေ့အောင်အင်း demarcation ပေါ့နော် boundary အတွက် demarcation အတွက်ဆိုပြီးတော့တိုင်ဆိုင်တဲ့သဘောဖြစ်မယ်တဲ့အဲ့ဒီတော့ဒီအဆောက်အဦးမှာပြောရရင် ခက်တွေကတော့အများကြီးပေါ့လေဒါရေခဲခက်နောက်ပိုင်းပေါ့နော်ပြီးလို့ရှိရင်ဒီကြောက်ကလတ်ကြီးရဲ့အောက်မှာလူတွေလောက်တဲ့ခက်ပေါ့လေလူ man made structure ပေါ့အဲ့ဒါအဲ့ဒီ ministry of fine art ပေါ့နော်ထိုင်းကရင်းချင်းမှုဝန်ကြီးဌာနပြောတာတော့ဒါ900စုကနေ700စုကြာမှလူတွေကနေဖန်တီးอยู่တယ်ဗောလေ ကျွန်တော်စိတ်ဝင်စားတာကဒီတိုင်နေပေါ့တိုင်နေကကြောက်စာတိုင်လိုလိုတွေ့ရတယ်ပေါ့နော်ဒီအဆောက်အဦမှာဆိုရင်၃တိုင်တွေ့ရတယ်တစ်ခု2ခု and who who ဘယ်မှာတစ်ခုဆို၃ခုပေါ့နော်၃ခုတွေ့ရတယ်တိုင်နေရဲ့သဘောကတော့နယ်နိမိတ်သတ်မှတ်တာလည်းဖြစ်နိုင်တယ်နောက်တစ်ခုက ဒါတွေကတိမ်တိုင်ရဲ့အစလဲဖြစ်နိုင်တယ်ဒီ area ဒီအဝန်းအဝိုင်းဒီဒါမြင့်မြတ်တဲ့နေရာပေါ့လေအဲ့လိုမျိုးစပြီးတတ်မှတ်တဲ့အလေးဖြစ်မယ်ထင်တယ် um မြန်မာပြည်မှာပုဂံမာတော့ဟိုတန့်ချီတောင်ဟိုဘက်မှာအရင်တုန်းက1986ခုနောက်ကလက်ကြံနေမှာအတန့် တန့်ကျင်အောင်ဖះရဲ့ဘေးနားလေးမှာဒီလိုကြောက်တိုင်ကြီးရှိခဲ့ဘူးလေဒါမှဒီလောက်တော့မကြည့်ဘူးပေါ့နော်ပကန်းကြောက်တိုင်ကြတော့17ရာစုလောက်ဆိုတာမျိုးဖြစ်နေတော့ပကန်းမှာဆိုရင်ဒီထိပ်မှာဒီဂျာကလက်လေးပါတယ်ပြီးတော့တိုင်အလုံးကသေးတယ်ပေါ့နော်တိုင်မှန်းသိအောင်ဒါကကြတော့ပိုပြီးကြီးတယ်အာဒီမှာစာလိုက်ဖတ်ကြည့်ပြင်မယ်အရင်တော့အစာရေးနေတော့ရေးခဲ့ဘူးမဲ့ထင်တယ်အခုတော့စာမတွေ့ဘူးအဲဒီမှာ ုံးတိုင်တွေ့တယ်1 2 3ဘာနော်သုံးတိုင်တွေ့တယ်အမှန်တော့ကျွန်တော် area ကျွန်တော်စိတ်ဝင်စားတာ prehistory မဟုတ်ဘူးပြီးရင် net transformation ဆိုတဲ့သဘာဝတိုင်းဖြစ်တဲ့ အရာတွေကျွန်တော်တိတ်ဆိတ်ဝင်စားအောင် man made ပေါ့နော်လူတွေဘယ်လိုတိဆောက်ခဲ့တယ်လဲဆိုတာကိုပိုစိတ်ဝင်စားတယ်အဲ့တော့အခုဒီကိုရောက်တဲ့အကြောင်းရင်းဟိုမြန်မာပြည်မှာတိတ်နေဘယ်လိုစောက်ကြတယ်လဲတိတ်ဝင်ဘယ်သူစောက်လဲဘယ်ခက်မှာစစောက်လဲပေါ့လေအဲ့လိုလေးလာရင်းနဲ့အစ like ဆွဲရင်းနဲ့တေခတ္တရာကိုစောဆုံးပေါ့နော်အဲ့ဘဘကြီးဘက်ကိုအဲ့ဒီဘက်မှာပြုခက်မှာတိန်နေတိဆောက်တဲ့ လေထာရှိလားပေါ့အဲ့ဒါလိုက်ရှာရင်းနဲ့အပကံရောက်တယ်ပေါ့လေပကံကျတော့ပကံမှာတိမ်ရပေါ်တာကိုဆိုတော့ပကံမှာအပေါဆုံးတိမ်တွေကိုဒီတန်းကြီးတောင်ဘက်မှာလည်းတွေ့တယ်အာတွင်းတောင်ပေါ်မှာလည်းတွေ့တယ်တိမ်ဆောက်တဲ့အကြောင်းလည်းမှတ်တမ်းမှတ်ရတယ်အများကြီးတွေ့ရတယ်ဆိုတော့ဟိုတိမ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အိန္ဒိယနိုင်ငံတွေမှာဘယ်ဝမ်းဆောက်တယ်လဲပါလဲပေါ့လေအဲ့ဒါအဲ့ဒါလေ့လာကြည့်လို့ဆိုပါတော့အတူချုပ်ရင်တော့ အဲ့လိုလိုက်ရှာနေတော့ပဲပြီးခဲ့တဲ့နှစ်မှာထိုင်းကနေဒီဖုဖရာဘတ်ဆိုရဲဒီနေရာပေါ့လေကြောက်ခဲကျွန်းကျန်နေရာအဲ့ဒီနေရာကိုပြီးခဲ့တဲ့နှစ်ကတို့ကမ္ဘာမွေနေစင်းရသွားတယ်အဲ့တော့တို့ကတော့ဒါစီမပေါ့နော်တိမ်နဲ့ဟိုတိမ်အလေးအထထိုင်းရဲ့ပထမဆုံးတိမ်အလေးထရှိတဲ့နေရာဆိုပြီးတော့လောက်လိုက်တယ်ပေါ့လေအဲ့တော့လေကိုကကိုရေးနေတဲ့အကြောင်းအရာစုနေတဲ့အကြောင်းအရာနဲ့ဆက်ဆက်နေတော့ဒီလိုလာကြည့်တာပါ တိမ်တိုင်းဆိုတာဘယ်လိုမျိုးလဲတိမ်ဘယ်လိုတမုတ်တလဲပေါ့နော်အဲ့လောက်ထိကြီးဒီမှာတော့မတွေ့ရပါဘူးတိမ်နဲ့တိမ်တိုင်းလို့တောင်တတ်မှတ်လို့မရနိုင်ဘူးပေါ့လေအဲ့ဒါမျိုးတော့တွေ့ရတယ်ဒါဒါပေမဲ့လို့ဒါနောက်ပိုင်းမှာဒီတဘာဝအတိုင်းဖြစ်လာတဲ့ကျောက်ကလက်တီကိုကျောက်ကလက်တီရဲ့အောက်မှာအရင်တော့လူတွေနေခဲ့ရယ်နောက်ပြီးတော့လူတွေကတဖြည်းဖြည်းနဲ့ယဉ်ကျေးလာတဲ့တိုးတက်လာတဲ့အခါမှာတခြားနေရာကိုပြောင်းနေကြတဲ့အခါမှာဒီကျောက်ကလက်တီရဲ့အောက်မှာ ရုပ်ပါစင်တူတော်ကြီးထားခဲ့ကြတာဟုတ်ဆိုတော့ဒါကိုးကွယ်တဲ့နေရာအနေနဲ့တော့ဒါထပ်ပြီးရှိနေတယ်ပေါ့အဲ့တော့ဟိုတစ်ချိန်လုံးကဟိုအင်္ဂလန် လူမျိုးပေါ့လေ Stonehenge ဒီအရင်တုန်းကဒါတခုခု monument ပေါ့နော်အဆောက်အအုံတခုခုဖြစ်နိုင်တဲ့လူတွေစုဝေးတဲ့နေရာဖြစ်နိုင်တဲ့အာအဲ့လိုမျိုးပေါ့ဆူတောင်းကြတဲ့နေရာလည်းဖြစ်နိုင်တယ်ပေါ့လေဆိုတော့ဒီဖူပရပတ်ကလည်း ဲ့ဒီသဘောတွေ့ရပါတယ်တိန်နောက်ပိုင်းတော့လည်းတိန်ဆိုပြီးတော့ဟိုခေါင်းစဉ်ပြောင်းလိုက်တယ်ပေါ့နော်အဲ့ဒါလေးက very smart ဥပမာဒီနေရာကိုအင်္ဂလန်ရဲ့ Stonehenge လို့မျိုးသွားလို့လို့ရှိတာမနှဲဘူးလို့ယူရမှာလေ significant ဖြစ်သလား unique ဖြစ်သလားပေါ့နော် data တွင်းမှာရောကဘာမှာရောရှိလားဆိုတော့ universal value ပေါ့ outstanding universal value ရှိလားဆိုတော့အရင်ညင်းရမယ့်အခါမှာ တို့ရွေးလိုက်တဲ့ခေါင်းစဉ်ကတိတ်ကောင်းတယ်တိမ်တိုင်နဲ့ပတ်သက်တဲ့အယူအဆတိမ်တိုင်စိုက်တဲ့အလေးအထပထမဆုံးလောက်ခဲ့တဲ့နေရာဆိုပြီးတော့ခေါင်းစဉ်ပြောင်းလိုက်တဲ့အခါမှာတို့ဒီကပမွေနေရဖို့ကြီးကလွယ်သွားတယ်ပေါ့နော်အဲ့ဒါလေးကတော့တို့ရဲ့ အခွက်ရွှေခေါင်းစဉ်ပြောင်းပေါ့နော်အဲ့ဒါလေးတခုကတော်တော်ကောင်းတယ်ကျွန်တော်ကကြတော့တိမ်ကိုစိတ်ဝင်စားတယ်မြမပြည့်ရဲ့တိမ်ကအစောဆုံးတိမ်ကဘယ်နှမှာလဲဘဲခက်တုံးကစောက်ထားတာလေအဲ့တော့ပြုခက်မှာတိမ်ရှိလားရှိနိုင်တယ်ဒါပေမဲ့ဟိုအခုလောလောဆယ်လက်ညှိုးထုတ်ပြတာနည်းနည်းလေးခက်တယ်ပေါ့နော်အဲ့တိမ်ဆိုတဲ့အလေးထရဲ့ပါဠိလိုသုံးတဲ့ အတုံးပေါ့လေပါဠိစာကိုတုံးတာကဒွါရပတိလည်းတုံးတယ်ကျွန်တော်တို့ပြူလည်းတုံးတယ်ရေဓမာကာထာဆိုလို့ရှိရင်ဒွါရပတိကိန်းတန်ပေါ့လေဒီထိုင်းနိုင်ငံအလဲပိုင်းကနေတောက်လျှောက်ဒီဘွန်နေခြေချခဲ့တဲ့ပြုပြနိုင်ငံတွေမှာရေဓမာကာထာတွေ့ရတယ်မြန်မာပြည်မှာလည်းတွေ့တယ်ခုနပြောတဲ့ပါဠိစာဆိုလို့ရှိရင်ဒီ တရိခတ်ဒရာခင်ဘတ်ကုန်းမှာတွေ့ရတဲ့ရွှေပေလွာဘဝပါဠိစာသည်တဘာပေါ်မှာအစောဆုံး400စုသူထက်စောတဲ့ပါဠိစာရေးသားကိုအခုချိန်ထိမတွေ့ရသေးဘူးအဲ့တော့ပါဠိလိုဗုဒ္ဓဘာသာအကြောင်းရေးထားတဲ့ဟိုဣတိပိတောအစရှိပေါ့နော်အဲ့ဒါမြန်မာအစောဆုံးပဲတရိခတ်တရာအစောဆုံးပဲအခုချိန်ထိဘယ်သူမှမြန်မာထက်စောပါတယ်ဆိုပြီးတက်တည်ပြလို့မရသေးဘူး ဒါပေမဲ့ကျွန်တော်တို့မှာဟိုမချစ်မရဲဖြစ်ရတာတိမ်ပေါ့တိမ်ကဘယ်တော့ဆလာလဲလို့မင်းနည်းနည်းလေးရှာရခက်သွားတယ်ဗောလေပကံခက်မှာတော့တိမ်နေတာပေါ်လာပေါ်ပေါ်တိတိတိမ်ဆောက်တယ်တိမ်လူတယ်တိမ်ကြောက်အများကြီးပြောတယ်ပကံခက်မှာတိတ်ပေါ်နေရင်ပြုခက်မှာလည်းတိမ်ရှိမှာပဲဤဓမ္မဂါထာလိုမျိုးအစ်မြင့်နဲ့ ဗုဒ္ဓဘာသာအဆုံးအမကကျွန်တော်မြန်မာစီရောက်တာပူစောတယ်ဆိုလို့ရှိရင်တိမ်ဆိုတဲ့အလိဋ္ဌာလဲမြဝပြည်မှာရှိကိုရှိနိုင်တယ်မြဝပြည်ရဲ့အစောဆုံးတိမ်ဆိုတာလဲရှိနိုင်တယ်ဘယ်နှမှာလဲတော့မသိသေးဘူးပေါ့လေဒါတက်တည်ပြရမှာပေါ့နော်ဆိုတော့ထိုင်းနေစီကိုပြန်သွားရအောင်ထိုင်းနေရညံကောင်းတယ်ဒီ prehistory ကတုံးခဲ့တဲ့ သူ့တဘာဝတိုင်းရှိတဲ့အဆောက်အဦးတွေမှာသူ့ဒီဟိုဟိုဒီလိုမျိုးကြောက်တိုင်နေရှိတယ်ဒီကြောက်တိုင်နေရှိတယ်အဲ့ဒီကြောက်တိုင်တွေကိုတိမ်တိုင်လို့လုပ်တယ်ဒီတာသနိကအဆောက်အဦးနဲ့တွဲတယ်အထဲမှာဘုရားရုပ်ပွားတော့ရှိတယ်ရုပ်ပွားတော့ရဲတိမ်ရဲကိုးကွယ်တဲ့လူရှိတယ် monument ဖြစ်တယ် monument ဖြစ်တယ်ဘာသာတရားနဲ့ဆိုင်တယ်အဲ့တော့စီမဆိုပြီးတိမ်ဆိုပြီးတော့ခေါင်းစဉ်ပြောင်းလိုက်တဲ့အချိန်မှာအလွယ်တကူပဲ UNESCO ရသွားတယ် အမှန်တော့ဒါတွေကဟိုအင်္ဂလန်ရဲ့ Stonehenge နဲ့အတူတူပဲဒါ Thai ရဲ့ Stonehenge ပဲဒါပေမဲ့ဟိုဆူရအောင်ဘယ်လိုလုပ်မလဲဆိုတာမျိုးဒါတော့သူတို့ကတိတ်တိတ်ညံကောင်းတာဗောလေဒါပါတော့အဲဒါလေးပြောချင်တာပါ recap ပြန်လုပ်ရရင်အာပါဠိလိုရေးထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာအဆုံးအမအစာကိုမြန်မာတို့ရဲ့ပြူတေခက်တရာခိမကုံးမှာအစောဆုံးတွေ့ရတယ်400စုပေါ့လေအဲ၄တူ400နဲ့900စုလို့ဆိုပေမဲ့အခုနောက်ပိုင်း400စုလို့ပြောတယ်အရှိတောင်ထပ်တိုးခြင်းပြီမဲ့အထောက်ထားထက်ရှာနေတုံးပေါ့နော်အဲ့ဒါကြောင့်အဲ့တော့ဒီပါဠိစာကိုတေခက်တရာမှာအစောဆုံးတွေ့ရတယ်ရေဓမ္မကထာလည်းတွေ့ရတယ်ဣတိပိတော့ ဟလာဒီ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 ဗုဒ္ဓဘာသာဆိုင်ရာအရေးသားမျိုးပါဠိလိုအစောဆုံးရေးတာအဲ့လိုဆိုရင်ကျွန်တော်တို့တိမ်လဲရှိနိုင်တယ်ဒါပေမဲ့ရှားမယ့်ဟာမရှားဘဲနဲ့တခြားနေရာမှာအချိန်ကုန်တော့ကျွန်တော်တို့ကဖြည့်မရောက်လာဘူးဖြစ်နေတယ်ပေါ့လေထားပါတော့နိုင်ငံရေးကိုရောက်တော့ဒါပဲ